ုတ္တဓမ္မဒီပလိုမာ level 2ခန္ဓာတုတ်အနှစ်ချုပ်မိမိဆန္ဒကိုထောက်ဖော်မေတ္တာရက်ခံကမေတ္တာပွားခြင်းမေတ္တာဟူသည် သူမေတ္တာကိုမေတ္တာအပြန်လှန်ရှိသောကြောင့်မိမိကမငြင်းဆဲမှတတဝါများကမငြင်းဆဲပဲရှိမည်မေတ္တာပွားသူသည်တရားများကိုညှင်းဆဲနေသူမဖြစ်ရပါ။ ဖျားရှင်ကခန္ဓာသုံး၌ကျွန်ုပ်သည်တရားအများကိုမညှင်းဆဲသည့်အတွေ့တရားအများကလည်းကျွန်ုပ်ကိုမညှင်းဆဲပါစေနှင့်ဟုမိမိဆန္ဒကို ထုတ်ဖော်မြတ်တာရက်ခံကမြတ်တာပွားပုံကိုဟောကြားထားပါသည်မာမံအပါဒကောဟိန်တိအခြေမရှိသောတရားများသည်ကျွန်ုပ်ကိုမညှင်းဆဲပါစေနှင့် မာမန်ဟိန်တိတွေးပါတကောချင်းနှချောင်းရှိသောတရဝါများသည်လည်းကျွန်ုပ်ကိုမငင်းဆဲပါစေနှင့် မာမန်စတုပ်ပတော်ဟိန်တိချေလေးချောင်းရှိသောတရဝါများသည်လည်းကျွန်ုပ်ကိုမငင်းဆဲပါစေနှင့် မာမန်ဟိန်တိဘဟုတ်ပတော်ချေများစွာရှိသောတရဝါများသည်လည်းကျွန်ုပ်ကိုမငင်းဆဲပါစေနှင့်ဤသူ မိမိကိုယ်တိုင်ကလည်းတရားအများကိုမငင်းစေယုံယုံကြည်ကြည်နှင့်မိမိဆန္ဒကိုထုတ်ဖော်ကာမေတ္တာပွားများမှတာအန္တရာယ်ကင်းနိုင်မည်ဖြစ်ကြောင်းဟောကြားထားပါသည်ပုဂ္ဂိုလ်တီချာရည်ညွှန်းခြင်းမရှိဘဲတရားအားလုံးကိုခြုံငုံ၍မေတ္တာပို့နည်းနှမျိုးတပ်ပေတတ်တာတရားမှန်သည် တပ်ပေပါနာအသက်ရှူသောတတဝါမှန်သည်။တပ်ပေပူဓာစကေဝလာ ကိုထင်ချားရှိသောတတဝါမှန်သည်။တပ်ပေတတဝါအလုံးဘတ္တရာနိပတ္တန်တုကောင်းမြတ်သောအာယုံများနှင့်သာ တွေ့ဆုံကြုံကြရပါစေ။မာကိန်စီပါပမာဂမာမိသည့်ပုဂ္ဂိုလ်မိသည့်တတဝါမှန်သည်။ဆင်းရဲဒုက္ခဆိုးများနှင့် မကြုံတွေ့ကြပါစေနှင့်ဟူ၍မေတ္တာပို့ရမှာဖြစ်ကြောင်းဘုရားရှင်ကခန္ဓာတုတ်တရားတော်တွင်ဟောကြားတုံသင်ထားပါသည်